ကဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကိုစိတ်နှပါဆွေလန်းချမ်းမြေကြပါစေလို့ကျွန်တော်စတောင်းမြတ်တာလေးပို့တာပါတယ်ဒါပြီးလာမြေအဖုံလေးတွေပါခင်ဗျာနော်ကျွန်တော်တို့ရေချိုးခန်းလေးခဏပြင်လာလို့ဟိုတနေ့ကကျွန်တော်တို့ဒီဒိုင်နမိုလေးအကြောင်းဆွေးနွေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်တို့စမ်းလိုက်တဲ့အခါမှာဒိုင်နမိုကအာကျွန်တော် AC အထွက်ပွဲကိုပေါ့နော်ကျွန်တော်တို့ကမီးချူလိုက်တဲ့အခါမှာအာမီးထွက်ပြီလို့ရှိရင်ကျွန်တော်တို့ဒီအိန္ဒိယက ဒုက္ခမှုဖြစ်သွားတယ်ဘောနော်ဒါအောင်ကျွန်တော်ရဲ့ဆိုင်ကကျွန်တော်ရဲ့မိကိုလုပ်ဖို့ကိုင်ဖေးလေးတရားကနေပြီးတော့ကျွန်တော်လည်းတခြားအလုပ်လုပ်နေတဲ့ခါကျတော့သူကိုပြပြလိုက်တယ်ဘောနော်သူတို့ကတော့ကွာဖတ်တာကပို့ပြီးတော့ဖလပ်ပါပေးသားပါတယ်ခင်ဗျာနော်အဲ့ဒါဝေါ်ခံပါလေအဲ့တော့ဒီဟာလေးကိုပြင်လိုက်တဲ့ခါမှာကျွန်တော်တို့ကဝိုင်းကိုပတ်တဲ့ခါမှာဘောနော်ကျွန်တော်တို့သူ့ကိုရိုးရိုးကျွန်တော်တို့ဒီအိုင်နမိုရဲ့ကွိုင်းတွေကိုမတန်းယူတဲ့ခါမှာကျွန်တော်တို့က အာဒီ coin တွေရဲ့အနေထားလေးကိုကျွန်တော်တို့တလွာစီခွာပြီးတော့ဖြီးလိုက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ main အထွေရဲ့ကျွန်တော်တို့ AVR ရမှာရှိတဲ့ connection လေးပေါ့နော်အဲကျွန်တော်တို့ဒီဘက်မှာအာ coin ကိုပန်းလိုက်တဲ့ခါမှာကျတော့ကျွန်တော်တို့ကသူ့ရဲ့ origin နဲ့အတိုင်းကျွန်တော်တို့ဒီအတွင်းဘက်ကအသေးကနေပြီးတော့စပြီးတော့ကျွန်တော်တို့ coin လေးတွေကိုနိုင်ရင်လက်တိုင်ရဲ့အဲဘယ်ဘက်ချမ်းကိုပတ်သွားတယ်ပြီးပေါ့နော်ငွေကနေပြီးတော့ကြီးလာတယ်ပြီးတော့မှကျွန်တော်တို့ကဥပမာအပြင်ဒီ U1 ကိုကြည့်မယ်ပေါ့နော် U1 ကနေကျွန်တော်တို့ဒီနိုင်ရင်လက်တိုင်ရဆန်းကျင်ပဲကျွန်တော်ညာဘက်ကနေဘယ်ဘက်ကိုပေါ့နော်ညာဘက်ကစပြီးတော့ဘယ်ဘက်ကိုဆုံးလိုက်ပြီလို့ရှိရင်ဝိုင်းလေးတွေတစ်ခုစီကိုကျွန်တော်တို့ထွက်လာတယ်ပြီးရင်ဘယ်ဘက်မှာဆုံးသွားတယ်အဲ့တော့ကျွန်တော်တို့ကဝိုင်းကိုဒီတိုင်းလေးပြန်ခွေပြီးပေါ့တော့ကျွန်တော်တို့ကဒါကတော့ quail တော့ကျွန်တော်တို့က formal ပုံနဲ့ဆင်းနဲ့လက်ခွေလိုက်တယ်ပေါ့နော်မဖြတ်ပဲနဲ့ဒါဒီ quail အစုံးကူပေါ့နော်ကျွန်တော်တို့ဆောနာပြောသလိုပဲဒီမှာ6 10 12 14 16 16ဆိုပြီးတော့အခန်းလေးတွေကိုထည့်ထားတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအငယ်ကနေပြီးတော့စတယ်အဲအငယ်ကနေပြီးတော့ကျွန်တော်တို့ဒီညာဘက်ကနေစဘယ်ဘက်မှာရှုံးနေ16ပေါ့နော်တဖြည်းဖြည်းကြီးလာတဲ့အခါမှာကျွန်တော်တို့က16မှာရှုံးနေပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီ coin ကိုဒီတိုင်းလေးပဲခွေလိုက်တယ်ပြီးရင်ဒီဟာကိုမထည့်ဘဲနဲ့ကျွန်တော်တို့ကထားထားရတယ်ပြန်ထည့်တဲ့အခါမှာကျတော့ကျွန်တော်တို့ကဒီအငယ်ကနေပြီးတော့စထည့်တယ်ပေါ့နော် အဲ꽌ကိုခွေတဲ့အခါမှာမဖြတ်တဲ့အခါကျတော့ကျွန်တော်ဖော်မာနဲ့တစ်ခါတည်းပတ်သွားတာဖြစ်တယ်အဲ့တော့ဒီဟိုတနေ့ကဆိုရင်ကျွန်တော်ကအာသူ့ရဲ့ corner စင်ပေါ့နော်တင်မီနောမှာငုတ်လေးငုတ်ရှိတဲ့ဟာမှာကျွန်တော်တို့ကဒီအလဲကဘတ်ဘားကိုပေါ့နော်အဲတင်မီနောနံပါတ်2နဲ့နံပါတ်3ကိုကျွန်တော်တို့ကတင်မီနောကိုဘတ်ဘားလေးနဲ့ပေါင်းထားတယ်ပေါ့နော်အဒိုင်နမိုကတော့အုပ်လိုက်ပြီဆိုတော့ကျွန်တော်လည်းပြလို့တော့မရတော့ဘူးပေါ့ဒါပေမဲ့တော့ဗီဒီယိုဖိုင်အဟောင်းလေးထည့်ရနေပြီးတော့ပြန်ပြီးတော့ဖြုတ်လို့အဟောင်းကိုပြန်ပြမယ် အဲ့ဒီမှာတဲ့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပြောခဲ့တယ်လို့ပဲကျွန်တော်တို့ကဒီမှာ4ပိုးပုံတန်ဖြစ်နေတယ်ပေါ့နော်တဲ့ကနေပြီးတော့ဒီကိုရတဲ့ဟာလေးက4ပိုးပုံတန်ဖြစ်နေတဲ့အခါမှာကျွန်တော်တို့ဒီဘမ်ပါလေးကိုခွာပြီးတော့တိုင်းရင်ဒါဆိုရင်မီတာမတက်ဘူးပေါ့နော်ဟုတ်ကဲ့အဲ့ဒါပေါ့နော်ဒီလိုမျိုးဆင်းပြရတာတော့နည်းနည်းခက်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ပြောမယ်ဒီမှာကြည့်မယ်ဒီ U1 ကအစဒီကျွန်တော်တို့ ညာဘက်ကနေဆက်လာပြီးတော့ဘဲဘဲကိုရှုပ်ပြီးလို့ဆိုရင်ဒီဘက်ကိုကျွန်တော်တို့ join လာတယ်ပြီးရင်မျက်နှချင်းဆိုင်ပေါ့နော်သူကတော့2ပိုးလေးကျွန်တော်ကတော့တနည်းအားပြောတာတော့4ပိုးပုံတရံမျိုးဖြည့်ရမယ်လို့တော့ပြောတယ်ပေါ့နော်အဲ့မှာဒီ link out ထွက်လာတဲ့ခါကျတော့ကျွန်တော်4ပိုးမှလို့ပေါ့ခင်ဗျာနော်အဲ့တော့ဒီမှာ YouTube ရဲ့အစုပ်ဒီသူကတည်တန့်အစီနေရမယ်အဲ့တော့ကျွန်တော်တို့ဒီဟာကျတော့ U3 တို့ကျွန်တော်တို့အသတ်မှတ်ထားတယ်ပေါ့နော် ABR ကသူကဒီကနေ join ပြီးတော့တပည့်ထွက်ထားတယ် ါဒါတော့ coin ရဲ့အလဲရဲ့ connection ပေါ့နော်အဲဒီကျွန်တော်ကဒီ jar ထဲမှာပေါ့နော် coin လေးတစ်ခုကိုထားထားတယ်သူက coin ပတ်တဲ့အနေထားမှာမတူဘူးတမြောင်းထဲမှာပဲထည့်တယ်ပေါ့နော်ဒါတော့ကျွန်တော်ပြန်มาပြန်ရှင်းမယ်အဲ့တော့ကျွန်တော်ကဒီမှာ a u4 ရဲ့အစုံကိုထုတ်တယ်တီမီနောရဲ့ငုတ်ကိုတွားတယ်ဆိုတော့ဒါ u3 နဲ့ u4 နဲ့တိုင်းလို့ရှိရင်တော့မီတာတင်းမယ်ပေါ့နော်ဟိုတနေ့ကကြာတော့ u1 နဲ့ u2 ကိုတိုင်းလဲမီတာတင်းတယ် U1 နဲ့ U4 ကိုတိုင်လိုက်မီတာတင်တယ် U3 ကိုတိုင်လဲသူကမီတာအလုပ်တင်နေတယ်ဆိုတော့ဒါအကွိုင်းမှာတန်းဆော့ဝင်သွားတယ်ပေါ့နော်ဒါကျွန်တော်မြင်အောင်ပြတာပါအဲဆရာတချို့ဆရာကြီးများတို့တောင်းပန်ပါတယ်ခင်ဗျာနော်တကယ်လို့ကျွန်တော်တို့ကဒီဒိုင်နမိုနဲ့ပတ်သက်ပြီးတော့အခြေခံလေးမော်တာလမ်းကြောင်းလေးအခြေခံလေးစီးရင်တော့ဒီဟာလေးကိုမြင်ရင်တော့အာခံမှန်းပြီးတော့တွေးနိုင်ပေါ့နော်အဲဒီမှာဆိုလဲပဲကျွန်တော်ဒါကျွန်တော်ရဲ့လုံပေါ်ကိုင်ဖက် ဆိုင်ပါမယ်เนาะကျွန်တော်ညီကိုလေးကပတ်ထားပြီးတဲ့ကောင်မှာသူဆွဲထားတဲ့ဟာကိုကျွန်တော်ကပြန်ပြီးတော့တုတ်တက်ပြီးတော့ပြန်ရေးထားတာဖြစ်ပါတယ်ဒါအောင်ကျွန်တော်ပြီးရင်အသေးစိတ်လေးပြန်ပြောပြမယ်ပေါ့เนาะဒီမှာကျတော့ exciter exciter မှာကျတော့ကျွန်တော်တို့အစရဲ့အစုံရဲ့ပဲစီတယ်ဒါပေမဲ့သူက coin နှစ်ခုတွားတယ်ပေါ့เนาะအခန်းလေးနဲ့အဲဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့ရှင်းချင်တာကျတော့ဒါကျတော့အာ DC ရဲ့အထွတ်မှာပေါ့เนาะကျွန်တော်တို့ဒီ snap boot လေးပြန်သုံးတယ်ပေါ့အဲ့ဒီနေရာမှာကျတော့ကျွန်တော်တို့ကအခန်းကို၁၀ခဏ မြောင်းယူထားပြီလို့ရှိရင်ပေါ့နော်ဒီ क्वाइन မှာကြတော့ကျွန်တော်နှစ်ပင်ကန်27နှစ်ပင်ကန်အဲဒီတုတ်ဆက်ချောင်းကိုကျွန်တော်ကပတ်မယ်ဆိုတော့ကျွန်တော်ကဆက်ဆက်ပတ်ပတ်ရမယ်ဆက်ဆက်ပတ်ကိုပတ်တဲ့အခါမှာကျွန်တော်ဒီ क्वाइन မှာတတိထားရမှာကျတော့ဒီတမြောင်းထဲမှာပေါ့နော်အခန်းဆက်ခေါ်မှာပဲကျွန်တော်က6ပန့်အရင်ပတ်မယ်နော်6ပန့်အရင်ပတ်လိုက်မယ်နောက်ယူလေးတိုင်ရစချင်းပြင်ပြီးရင်ဒီ6ပန့်ရဲ့အစုံနဲ့ကြားထဲမှာ6ပန့်ရဲ့အစကိုခလဲမှာပေါ့နော် ဒီပုံစံလေးဒီမှာပြည့်ဒီမှာကိုးကန့်တကပတ်မယ်တမြောက်ထဲပဲတစားထုံမယ်ဒီတမြောက်ထဲမှာပဲကိုးပတ်ထပ်ပတ်မယ်ဒီကနေဒီကိုဒီဘက်ကနေဒီဘက်ကို တိုင်းရင်ကျွန်တော်ကဆက်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 ပတ်ရမယ်ဒီကနေဒီကိုဆိုရင်ကျွန်တော်တို့ကိုးမှတ်ရမယ်ဒီခလဲကနေဒီဘက် ကိုပြန်တိုင်းရင်ကိုးမှတ်ရမယ်ဒါကကျတော့ DC ဆက်နဖို့အတွက်ထောက်ထုံးထားတာဒါဥပမာအဖြစ်ကျွန်တော်ကနှစ်ခုနှစ်ခါပတ်ရမယ်ပုံစံကိုကျွန်တော်ဆွဲပြထားတာဖြစ်ပါတယ် အဲဒါကြတော့ DC အတွင်းမသိရင်တော့ကျွန်တော် comment လေးမှာမေးလို့ရပါတယ်ခင်ဗျာနော်ဒါကြတော့ insider အတွင်းကြည့်ဒီမှာကျွန်တော်တို့ကပိုင်းကိုဖတ်တဲ့အခါမှာကျွန်တော်ကပထမအချိန်အပြီးရင်ဒီတန်းမှာပဲပေါ့နော်ဒုတိယအချိန်တတိယအချိန်ဆိုပြီးတော့ကျွန်တော်ပိုင်းလေးတွေကိုသတ်မှတ်ထားတယ်ပေါ့နော်အဲတော့ကျွန်တော်ကပထမအချိန်မှာကျွန်တော်ကအရှိအခန်းမှာ၆ပင်ပေါ့နော်၅ပင်ကိုင်းပြီးတော့ဒီမှာကျွန်တော် 6ပန်းလို့ပြောရင်အတန်2မျိုးကြားမှာဆိုလို့ကျွန်တော်က6ပဲပန်းမယ်ပြီးရင်9ပဲပန်းမယ်9ပဲ9ပဲ9ပဲနဲ့တော့မယ်ဒါအကြော့ပေါ့နော်ဒုတိယအကြော့မှာဆိုရင်ကျွန်တော်တို့ကဒီ70 70 74 76 78မှာကျွန်တော်အကုန်လုံးတခန်းစီမှာ6ခါစီပေါ့နော်6ပဲစီပတ်သွားမယ်ကျိုးကြိုက်တာ9ပဲကြိုက်ပေါ့နော်6ခါစီပတ်သွားမယ်နောက်ပြီးကမှကျွန်တော်တို့ဒီမှာဒီမှာကြည့်မယ်ပေါ့နော် ီပါဆယ်ခန်းမှာ6ပင်ကိုတွေ့ရမယ်ဆယ်စနစ်ပညာမှာခေါ်ခေါ်တွေ့ရမယ်ဒီဒုတိယခါမှာကျွန်တော်က6666ကြီးနဲ့ပန်းထားတဲ့တွေ့တတိယအကြိမ်မှာကျွန်တော်ကတပတ်စီပဲထည့်ရမယ်ဆိုတော့အပေါ်က6ခေါ်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 တူညီအောင်ဆိုရင်ကျွန်တော်ကဒီဟာကိုတပတ်ကိုထည့်တဲ့အခါမှာကျွန်တော်ကအခန်း30ကနေစရမယ်ဆိုတော့ဒီမှာဒီမှာတပတ်စီတပတ်ထပ်ပေါင်းလိုက်တဲ့အခါကျတော့ကျွန်တော်ကခေါ်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 ရရှိကြမှာဖြစ်ပါတယ်ဒီဟာလေးလည်းပေါင်းရပါတယ်ဒါကြောင့်မလို့ဒီမှာ ရှင်းခမ်းမပါတော့ဘူးရှင်းမှာ66ခုနေရမယ်ပေါ့နော်ဒါကြလေးကိုကျွန်တော်တို့အသေးစိတ်လေးပြန်ဆင်းပြမယ်ပေါ့နော်နောက်ပိုင်းမှာဒီမှာကျွန်တော်တို့ကတော့ကျွန်တော်ကတော့နားလည်တယ်လို့စာလေးနဲ့ပြရေးထားတယ်ဒါပေမဲ့ Dynamo ကိုပတ်တဲ့အခါမှာအလုံးနဲ့တစ်လုံးမတူဘူးခင်ဗျာနော်မတူဘူးအဲ့ဒါမို့လို့ကျွန်တော်တို့ကအာဒီလိုမျိုး diesel engine ပေါ့နော်ဓာတ်ဆီ engine နဲ့တွဲချင်တွဲမယ်ဘလိုမျိုးဒီဇိုင်းအင်ဂျင်တွေးလို့ရှိရင်ကျွန်တော်က꽌ကိုပတ်ဖို့ပြန်ပြီးဖြုတ်မယ်ဆိုရင်အတန်းနိုင်ဆုံး꽌ကို စုနဲ့မရိုက်ဖျက်မဲ့နဲ့ကျွန်တော်ကတလောချင်းစီကိုဖြည့်ကြည့်ရပါဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီမှာပိုင်ကိုဖြုတ်ကြည့်တဲ့အခါမှာတလောချင်းစီလည်းဖြုတ်သွားတာဖြစ်ပါတယ်ဒီမှာမိစားချိန်လာပြီပေါ့လေအဲ့လိုမျိုးအဲ့လိုမျိုးရှိတယ်ဘာကြောင့်မလို့ကျွန်တော်တို့လာပြီးတော့ပိုင်ပင်ကြီးဘာညာမေးလို့ရှိရင်တော့ကျွန်တော်တို့ကတားပြီးတော့ပြောလို့မရဘူးပေါ့နော်ဒီမှာဆိုရင်ဒါအဲဒီမှာဆိုတဖက်ကို သူ့ဖျက်လိုက်တဲ့အနေထားအဲဒီ animal မှာကြတော့ကျွန်တော်တို့ဒီမှာမြင်တဲ့အတိုင်းပဲကြာကျွန်တော်တို့တလွာချင်းစီလွာထားတယ်အေချာလေးတွေမှာထားတယ်ဒီမှာငါးပင်ကန်20တင်းနဲ့ပေါ့နော်ဒါဝါယာကျွေးငါးပင်ကန်နော်ဒီလိုလေးတွေပိုက်ရပါတယ်ပေါ့နော်ပြန်ရှိတွေ့တဲ့ခါမှာလည်းကျွန်တော်တို့ကအေချာလေးကြီးတွေ့ရတယ်ပေါ့နော်အဲလွယ်လွယ်လေးတော့မဟုတ်ဘူးပေါ့ခင်ဗျာနော်ဒါခက်ခဲတာကိုလည်းပြော ဒါကျွန်တော်တို့တချို့ကျွန်တော်တို့ရဲ့ဝါသနာတို့ညီကိုတွေလေ့လာခြင်းလို့ဆိုကျွန်တော်တို့ကဒီလမ်းကြောင်းလေးမှာမအောင်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးတွေကိုတက်နိုင်ဆိုကျွန်တော်တို့တီးတလောက်အတွေ့အကြုံလေးကိုပြန်တင်ပြတာပါခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးဒီမှာရန်ရက်ခွဲပြပါခင်ဗျာ။အားလုံးပဲဆွေးနွေးချမ်းမြေကြပါစေခင်ဗျာ။